ချင်းညီကိုတော့အားလုံးပဲမင်္ဂလာပါချင်းညီမတွေမတွေလည်းအားလုံးပဲမင်္ဂလာပါဒီနေ့မနေ့အစောကြီးပဲဖုန်းဆက်ပြီးတော့ငန်းမေးတဲ့ညီကိုလေးတယောက်ရှိတယ်သူကဘာကြောင့်မေးလဲဆိုတော့ချင်းဆရာတဲ့သူ့ကောင်မလေးနဲ့အတူနေတဲ့အချိန်မှာသူ့ကောင်မလေးရဲ့မိမကိုယ်ရဲမှာအကုန်လုံးကချွတ်ချကြိုင်းခဲ့တယ်အဲ့ဒါပြဿနာရှိနေလားအရေးကြီးလားနောက်ဆက်တွဲနေနဲ့ဘာတွေဖြစ်နိုင်လဲဆိုတော့လှမ်းပြီးတော့မေးတာပေါ့နော် အဲဟုတ်တယ်ဒါမျိုးကိုလည်းဖြစ်နိုင်တဲ့အတွေ့အကြုံတွေရှိဖို့များတယ်ဖြစ်နိုင်တဲ့အိမ်တော်တွေလည်းရှိဖို့များတယ်လို့ကျွန်တော်ကတော့ယူဆတယ်အဲဒါကြောင့်မလို့ဒီကောင်းစဉ်လေးနဲ့ရွေးပြီးတော့ဘာဖြစ်နိုင်လဲကုံတော့ကတကယ်ပဲအမျိုးသမီးရဲ့မိမကိုယ်ထဲမှာချိန်ခဲနိုင်လားချိန်ခဲပြီးသွားဆိုလို့ရင်ဘာပြဿနာတွေနောက်ဆက်တွဲအနေနဲ့ဖြစ်နိုင်လဲဘာရောဂါတွေဖြစ်နိုင်လဲဒါကိုကုံတော့ကိုချိန်ခဲတယ်ဆိုလို့ချင်းလဲကျွန်တော်တို့ဘယ်လိုအနေထားမျိုးနဲ့ပြန်ပြီးတော့ထုတ်ယူမလဲဆိုပြီးတော့ဒါအသေးချာလေးကျွန်တော်ဆွေးနွေးတော့မှာဖြစ်တယ်အဲဒီဗီဒီယိုလေးကိုစောင့်ကြည့်ဖို့အတွက်လည်းဖိတ်ခေါ်တယ်ဒါကတော့အမျိုးသမီးရဲ့အတွက်ကိုပို့ပြီးတော့အဲအဓိကကြမယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော် ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်စလိုက်ကြမယ်เนาะအဲ့တော့အမျိုးသမီးရဲ့မိမကိုယ်ထဲမှာကိုနှောင်းကြကြံကြွကြံခဲ့တဲ့အချောင်းရင်းက၄ချက်ရှိတယ်เนาะ၄ချက်ကနံပါတ်၁အချက်ကဆိုလို့ရှိရင်အမျိုးသားနဲ့အမျိုးသမီးအတူနေပြီးတဲ့အချိန်မှာလိင်နဲ့ပြော့သွားတဲ့အချိန်မှာပြန်ပြီးတော့လိင်နဲ့ကိုမဆွဲထုတ်တာအဲ့အချိန်မှာဆိုလို့ရှိရင်ကိုနှောင်းကကြွကြံခဲ့နိုင်တယ်နံပါတ်၂အချက်ကဆိုလို့ရှိရင်ချောစီတွေအရင်များလာချောစီတွေအရင်အများကြီးအသုံးပြုတယ်ဆိုလို့ရှိရင်ကိုနှောင်းကကြွကြံခဲ့နိုင်တယ်အဲ့တော့နံပါတ်၃အချက်ကဆိုလို့ရှိရင်ကိုယ့်ရဲ့လိင်နဲ့ဆိုင်တဲ့ကိုနှောင်းအရွယ်စားနဲ့မတော်တာပေါ့เนาะမတော်တာ ကောင်းလုံးရွယ်စားကြီးနေဆိုလို့ရှိရင်လည်းကြိုကြကြင်ခဲ့နိုင်တယ်။နံပါတ်၄အချက်ကတော့အတူနေတဲ့အချိန်မှာလှုပ်ရှားမှုပြင်းထန်လုံးနေဆိုလို့ရှိရင်လည်းကောင်းလုံးကမိမကိုယ်ထဲမှာချက်ချက်ကြိုကြကြင်ခဲ့နိုင်ပါတယ်။ဒီအချက်၄ချက်ကြောင့်ပဲဖြစ်ပါတယ်။နော်။အဲ့ဒါဆိုတော့ဒီလိုမျိုးကြိုကြကြင်ခဲ့ပြီဆိုလို့ရှိရင်အမျိုးသမီးရောအမျိုးသားရောစိတ်ပူနိုင်တယ်။အတိအကတော့အမျိုးသမီးကတော့ပို့ပြီးတော့စိတ်ပူနိုင်တာပေါ့နော်။ကိုယ်ရဲ့အဲဒီမူလညောင်းထဲမှာကောင်းလုံးကကြိုကြကြင်ခဲ့တော့ဘလို့လှုပ်ဆောင်မလဲဆိုတော့မဖြစ်မနေသိရှိဖို့လိုတယ်တော့။အဲ့ဒါဆိုကျွန်တော်ဘလို့လှုပ်ဆောင်မလဲဆိုလို့ရှိရင်နံပါတ်၁စိတ်အေးအေးလေးထေချထားပါနော်။ကောင်းလုံးဒီဘရော့မှာဝမ်းပိုက်ထဲလည်းမရဘူး။တဲ့အင်းထဲလည်းရောက်သွားတာမ မဟုတ်ဘူး။တရင်ကောင်းထိတ်မှာပဲရှိပါတယ်။မွေးလမ်းကြောင်းရဲ့တရင်ကောင်းထိတ်မှာပဲရှိတယ်။ခြေနောက်တစ်ချောင်းကိုခုံပေါ်မှာ AC တင်လိုက်မယ်။ဖြည်းဖြည်းတင်လိုက်မယ်။ပြီးတော့တရင်လက်ကိုသေးချာလေးစိမ့်မယ်။မိမိကိုယ်ရဲ့ကိုလက်တစ်ချောင်းတောင်းလို့ရင်တစ်ချောင်းနဲ့သေချာလေးထည့်မယ်။ထည့်ပြီးတော့လျှင်ကုံတော့ကိုဖြည်းဖြည်းလေးဆွဲထုတ်ယူလိုက်လို့ရှိရင်ရပါပြီ။ဆွဲထုတ်ဆွဲထုတ်ယူပြီးသွားပြီဆိုလို့ရှိရင်ကုံတော့မှာအစနာလေးအဲသေချာလေးကြည့်ပါ။အကုန်လုံးပြည့်စုံလားပေါ့နော်။ဒါမိမိကိုယ်ရဲ့မှာအစနာလေးကျင်းခဲ့သလားပေါ့။သေချာလေးစစ်စစ်ပါ။တကယ်လို့ခက်ခဲနေတယ်ဆိုရင်ဆရာမနဲ့သေချာလေးတွားရထုတ်ယူပါ။အဲဒါပြဿနာဒါကြီးမရှိပါဘူးနော်။ဒါပေမဲ့နောက်ဆက်တဲ့ ပြဿနာနဲ့မိမကိုရာရင်တာမိမကိုကနေအရေးတွေထွက်တာအဖြူကြီးတွေဆင်းတာအနံ့နံတာဒါမျိုးတွေရှိပြီဆိုလို့ရှင်တော့မဖြစ်မနေထပ်ပြီးတော့ဒေသလေးဆွေးနွေးတိုင်ပြီးတော့ကုသဖို့လိုတယ်။နောက် sexually transmitted infection ပုံစံမျိုးလည်းမဖြစ်မနေအဲကာလနာရောဂါအနေနဲ့လည်းမဖြစ်မနေဒေသလေး queue site ဖို့လိုသလို contraceptive emergency ပဲခလေးမရဖို့လည်းအဓိကအရေးကြီးပါတယ်။ဈေးလက်တော့ဖို့လိုပါတယ်။ဘာမှမဒီလောက်ပါပဲ။ကျမကြီးပူးတော့တာအနေနဲ့တိုင်ပြီးဆွေးနွေးလို့ရတယ်။ဘာမှမ